ကမ္ဘာပေါ်မှာလူသားအများစုဟာစားဝတ်နေရေးပုံပုံပြည့်စုံလာပြီးဒီပညာတိုးတက်မှုတွေကြောင့်လူနေမှုအဆင့်အတန်းမြင်မာလာပေမဲ့ချမ်းသာတဲ့လူနေစုနဲ့ဆင်းရဲတဲ့လူများစုကြားကခြားနားချက်ဟာတစ်နှစ်တစ်ခြားပုံပုံကြီးမားလာနေပါတယ်။ဒါကိုစီးပွားရေးမညီမျှမှု economic inequality လို့ခေါ်ပါတယ်။ economic inequality ဆိုတာကတော့နိုင်ငံတစ်နိုင်ငံဒါမှမဟုတ်ကမ္ဘာတစ်ခုလုံးရဲ့စုစုပေါင်းသနားဥစ္စာနဲ့ဝင်ငွေတွေဟာလူ့ရဲ့အချိုးအစားမညီမျှပဲ လူနည်းစုစီမှာစုပုံနေခြင်းကိုဆိုလိုပါတယ်။ကမ္ဘာ့ဘဏ်နဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့လေ့လာချက်တွေအရ27ရာစုရဲ့အကြီးအမားဆုံးစိန်ခေါ်မှုတွေထဲမှာစီးပွားရေးမညီမျှမှုဟာထိပ်ဆုံးကပါဝင်နေပါတယ်။အောက်ဆန်ရဲ့2024ခုနှစ်အစည်းအဝေးခန်းစာတွေအရကမ္ဘာ့ချမ်းသာဆုံးလူ၅ဦးဟာ2020ခုနှစ်နောက်ပိုင်းကစပြီးသူတို့ရဲ့တနာဥစ္စာဟာနှစ်ဆနီးပါးတိုးလာခဲ့ပြီးတော့ကမ္ဘာ့လူရဲ့9ဘီလီယံနီးပါးဒါမှမဟုတ်60ရာခိုင်နှုန်းဟာစီးရင်တွင်ပိုနှက်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါအပြင်ဝင်ဝင်အမြင့်ဆုံးအချမ်းသာဆုံးတရခိုင်နှုန်းဟာကမ္ဘာစုစုပေါင်းချမ်းသာကြွယ်ဝမှုရဲ့40ရာခိုင်နှုန်းနီးပါးကိုပိုင်ဆိုင်ထားတယ်လို့ခန့်မှန်းရပါတယ်။ဒီအချက်လက်တွေကလူချမ်းသာကပိုချမ်းသာပြီးဆင်းရဲတဲ့သူကပိုဆင်းရဲလာတယ်ဆိုတဲ့အခြေအနေကိုပို့ပြီးထင်ရှားစေပါတယ်။ဒီလိုမညီမျှမှုပုံမဆိုးရလာခြင်းရဲ့အကြောင်းရင်းတွေဟာတခုတည်းမဟုတ်ပဲစီးပွားရေးနိုင်ငံရေးနဲ့မူမူရေးဆိုင်ရာရှုပ်ထွေးတဲ့ကိစ္စရပ်တွေကအချင်းချင်းဆက်ဆက်နေပါတယ်။မြန်မာပြည်သူတအုပ်အနေနဲ့လက်ရှိကမ္ဘာစီးပွားရေးဖြစ်စဉ်ကိုနားလည်ပြီး ိမိတို့ရဲ့အနာဂတ်အတွက်ဗန္ဓာရေးဆုံးဖြတ်ချက်တွေမှန်ကန်စွာချမှတ်နိုင်စေဖို့ဒီနေ့ဗီဒီယိုမှာဆိုရင် economic inequality ရဲ့အဓိကအကြောင်းရင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁ပညာရေးနဲ့ကျွမ်းကျင်မှုကွာဟချက် education and skill gap ချမ်းသာတဲ့သူတွေရဲ့သားသမီးတွေဟာဈေးကြီးပြီးရေသွင်းမြင့်တဲ့ကျောင်းတွေမှာတက်ရောက်နိုင်ကြတာကြောင့်အနာဂတ်မှာဝင်ဝင်ကောင်းတဲ့အလုပ်ကိုင်တွေပိုရနိုင်ချေများပါတယ်။ ဒါပေမဲ့ financial background ကောင်းကောင်းမရှိတဲ့မိသားစုကကလေးတွေအနေနဲ့အရေးသေးရှိတဲ့ပညာရေးကိုမရယူနိုင်တာကြောင့်အနာဂတ်အလုပ်ကိုင်ခွင့်ရေးတွေဆုံးရှုံးရပါတယ်။နောက်တစ်ချက်ကတော့ဤပညာတိုးတက်မှုဖြစ်ပါတယ်။ computer programming robotics လိုမျိုးခေတ်မီဤပညာတွေနဲ့အတူလိုက်ပါနိုင်တဲ့ကျွမ်းကျင်သူတွေရဲ့လစာဟာပုံပုံမြင့်တက်လာပြီးတော့တစ်ဖက်မှာတော့ရိုးရိုးလှုပ်အား simple labor သုံးပြီးလုပ်တဲ့အလုပ်တွေကိုတော့စက်တွေကဝင်ရောက်နေရယူလာတာကြောင့်ကျွမ်းကျင်မှုနေပါသူတွေရဲ့ဝင်ဝေဟာနောက်ကျကျန်ရစ်လာပါတယ်။ ံပါတ်2ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစနစ် Globalization and Tax Policy ပထမတစ်ချက်အနေနဲ့ထုတ်လုပ်မှုပြောင်းရွှေ့ခြင်းချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ကုမ္ပဏီတွေကကုန်ကျစရိတ်တက်တာစေဖို့အတွက်သူတို့ရဲ့စက်ရုံတွေအလောက်ရုံတွေကိုလုံသားခဈေးပေါ်တဲ့စင်းရဲတဲ့နိုင်ငံတွေစီကိုပြောင်းရွှေ့ထုတ်လုပ်လာကြပါတယ်။ဒါကြောင့်ဖွံ့ဖြိုးပြီးနိုင်ငံကလုံသားတွေဟာအလောက်ကင်ဆုံးရှုံးပြီးဖွံ့ဖြိုးဆဲနိုင်ငံကလုံသားတွေဟာလည်းလစာနည်းနည်းလေးတာရရှိကြပါတယ်။ဒုတိယတစ်ချက်ကတော့အခွန်စနစ်မညီမျှမှု နိုင်ငံတကာကုမ္ပဏီကြီးတွေနဲ့အထမ်းသာဆောင်သူတွေဟာ tax havens လို့ခေါ်တဲ့အခွန်သက်သာတဲ့နိုင်ငံတွေမှာသူတို့ရဲ့ပတ်စံတွေကိုရွှေ့ပြောင်းထားနိုင်တာကြောင့်နိုင်ငံတော်ကိုအခွန်ပေးဆောင်မှုနှဲပါသွားပါတယ်။ဒါအပြင်ဝင်ငွေခွန်ကိုလျှော့ချပြီးဒနာဥစ္စာပိုင်ဆိုင်မှုအပေါ်အခွန် wealth tax ကောက်ခံမှုအားနည်းတာဟာလည်းချမ်းသာတဲ့သူတွေကိုပို့ပြီးအခွင့်အရေးရစေပါတယ်။နံပါတ်3ယင်းနှိမ့်နှံမှုအမျက်နှုံကြီးမှခြင်း Return on capital is higher than wage growth ။ပထမအချက်အနေနဲ့ပတ်စံကပတ်စံကိုရှာခြင်း လူချမ်းသာတွေရဲ့ပတ်စံအများစုဟာယင်းဒီမြုပ်နှံမှုကပ်တယ်ကနေလာပါတယ်။ဥပမာ share, အိမ်ချမ်းမြေ၊စီးပွားရေးလုပ်ငန်းစတာတွေကနေပြန်ရတဲ့အမျက်နှုန်းဟာလုပ်သားတွေရဲ့လဆတ်သုံးသုံးထက်တိတိတပ်ပါပိုများပါတယ်။ဒုတိယချက်အနေနဲ့ဝင်ငွေကွာဟချက်။နမဲကျော်စီးပွားရေးပညာရှင် Thomas Piketty ရဲ့လေးလာမှုတွေအရ R is greater than G ယင်းဒီမြုပ်နှံမှုကနေရတဲ့အမျက်နှုန်း A ဟာစီးပွားရေးတိုးတက်မှုနှုန်း G ထက်ပိုများနေခြင်းဆိုတဲ့မူဝါဒကြောင့်ပဒံရှိတဲ့သူတွေဟာအလုံးမလုံးတော့ပဲ ငွေကိုပတ်စံနဲ့ပြန်ရှာပြီးပိုချမ်းသာလာစေပါတယ်။နံပါတ်၄ဘန်ဒါရေးစနစ်ရဲ့အားသာချက် Advantages of the Financial System ငွေကြေးအမခံရှိတဲ့ချမ်းသာသူတွေဟာစီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့အင်ကျန်မြေဝယ်ယူဖို့အတွက်ဘန်တွေကနေအသုံးနှုတ်သက်သာတဲ့ချင်းငွေလုံးတွေကိုအလွယ်တကူရယူနိုင်ပါတယ်။ဒီငွေတွေနဲ့ထပ်မံရင်းနှီးမြှုပ်နှံပြီးဒဏ္ဍာရီဥစ္စာတိစောက်နိုင်ကြပါတယ်။ဒါပေမဲ့စည်ရဲတဲ့သူတွေဒါမှမဟုတ်ဝင်ငွေနှဲပါသူတွေအတွက်ကတော့ဘန်ချင်းငွေရယူနိုင်ဖို့ခက်ခဲတာကြောင့် ူတို့ဟာယင်းနှီးမြုပ်နှံမှုအခွင့်အလမ်းတွေနှဲပါပြီးအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ခက်ခဲစေပါတယ်။နံပါတ်5အလုံသမားသမတ်ကများအင်အားနည်းလာခြင်း Weakening of Labor Unions အရင်တုန်းကအလုံသမားသမတ်ကတွေဟာလုပ်သားတွေအတွက်လစာအလုပ်ချိန်နဲ့အကျိုးခံစား권တွေကိုလုပ်ငန်းရှင်တွေနဲ့ညှိနှိုင်းပေးရမှာအင်အားကြီးခဲ့ပါတယ်။အခုနောက်ပိုင်းမှာတော့သူပေါင်းစွမ်းအားဟာအရင်ကနဲ့ရှင်ရင်ကြာဆင်းလာပြီလို့တွေ့ရှိရပါတယ်။အခုလိုမျိုးသမတ်ကတွေအင်အားနည်းလာတာနဲ့အမျှ လုပ်ငန်းရှင်တွေဟာလုံသားသုံးချင်းစီကိုလစာနည်းနည်းနဲ့သာခံထားနိုင်တဲ့အခွင့်အရေးပုံများလာပြီးလုံသားတွေရဲ့ဝင်ငွေတိုးတက်နှုန်းကိုထိန်းချုပ်ထားနိုင်တဲ့အတွက်ဝင်ငွေကွာဟမှုပိုကြီးလာစေပါတယ်။နံပါတ်6အမွေဆက်ခံခြင်း inheritance ချမ်းသာတဲ့မိဘတွေစီကနေအိမ်ချမ်းမြေ၊ရှယ်ယာ၊ငွေသားစတဲ့ဒနာဥစ္စာတွေကိုအမွေဆက်ခံရသူတွေဟာဘဝရဲ့စတင်ချိန်ကတည်းကတခြားသူတွေထက်များစွာအရှိန်အဟွာတာနေပါတယ်။ဒီအမွေအနှစ်တွေက နောက်မျိုးဆက်ကိုပုံပုံများပြားစွာလက်ဆင့်ကမ်းသွားနိုင်တဲ့အတွက်ဆင်းရဲတဲ့မိသားစုကနေဆင်းရဲမှုတန်တရာဟာယုံထွက်ဖို့ခက်ခဲစေပြီးချမ်းသာတဲ့မိသားစုတွေကတော့မျိုးဆက်ပေါင်းများစွာဆက်လက်ချမ်းသာနေစေပါတယ်။ဒီပွားရေးမညီမျှမှုဟာလူတအုပ်ချင်းစီရဲ့စူးစမ်းအားထုတ်မှုဒါမှမဟုတ်ကံကောင်းခြင်းပေါ်မှာသာမူတည်တဲ့ပြဿနာမဟုတ်ပဲကမ္ဘာ့စီးပွားရေးစနစ်နိုင်ငံရေးဘဝဓာတ်တွေနဲ့လူမှုရေးအဆောက်အအုံတွေကြောင့်ဖြစ်ပေါ်လာတဲ့ရှုပ်ထွေးတဲ့ပြဿနာတစ်ရပ်ဖြစ်ပါတယ်။အနည်းချက်အားဖြင့်ဆိုရရင် ချမ်းသာတဲ့သူတွေဟာသူတို့ရဲ့သနာဥစ္စာကိုယဉ်ဤမြုံနယ်မှုတွေဤပညာတွေရဲ့အကူအညီယူပြီးအစများစွာပွားများနိုင်တဲ့စနစ်ထဲမှာရှိနေပါပြီ။တစ်ဖက်မှာတော့ဆင်းရဲတဲ့သူတွေဟာပညာရေးအခွင့်အလမ်းနဲ့ပါမှုလစာညှိနှိုင်းနိုင်စွာအားနည်းမှုနဲ့ချင်းွေရယူနိုင်ဖို့ခက်ခဲမှုတွေကြောင့်ဒီစနစ်ထဲမှာလိုက်ပါဖို့ခက်ခဲပြီးနောက်ကျကြံရည်နေရတာဖြစ်ပါတယ်။ဒါကြောင့်ဒီမညီမျှမှုကိုဖြည့်ရှင်းနိုင်ဖို့ဆိုရင်ပညာရေးအခွန်စနစ်နဲ့ယဉ်ဤမြုံနယ်မှုဆိုင်ရာမူဝါဒတွေကိုစနစ်တကျပြန်လည်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ပတ်ဒီမှာလဲ personal finance business နဲ့ economics နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing လုပ်ပေးသွားမှာဖြစ်တာကြောင့် many insight မြန်မာ channel ကို like and follow လုပ်ထားပေးကြပါဦးနော်